ဝင်းဝေးနဲ့မမမို့တို့လူမမနှစ်ယောက်ဟာသူတို့ဘဝရဲ့နောက်ဆုံးချိန်မရောက်ခင်မှာဝေးဝေးမသေးခြင်းလောက်ချင်တဲ့အရာတွေတဲကတခုဖြစ်တဲ့တိမ်ပင်လေကိုသွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။တဘဝလုံးအာမြင်မှုတွေပိုက်ဆံတွေနောက်ကိုလာရင်ဘဝမှာအများကြီးလွတ်သွားခဲ့ရတဲ့မမမို့နဲ့ငငယ်ကလေးကသူ့လိုကိုယ်လိုဘဝမျိုးပြင်အရာအလုံးဆုံးရှုံးခဲ့ရတဲ့ဝေးဝေးတို့အတွက် တိမ်ပင်လင်ဟာသူတို့နှစ်ယောက်ပြေဝချင်းတဲ့နောက်ဆုံးဆန္ဒကိုဖော်ညွှန်းနေခဲ့တယ်။တက်တန်းစိနေခွင့်မရတဲ့ဒီမျိုးသမီးနှစ်ယောက်အတွက်တိမ်ပင်လင်ဟာတည်ခြင်းတရားရဲ့တစ်ဖက်ကမ်းမှာစောင့်ကြူနေတဲ့စုလက်တစ်ခုဆိုရင်လည်းမမှားဘူး။ဒါပေမဲ့လည်းတကယ်တမ်းမမမိုးကအမောဖောက်နေတဲ့ဝေဝေးကိုစူးစမ်းတွဲခေါ်ပြီးတိမ်ပင်လင်ကြီးကိုမြင်ရတဲ့တောင်ကုန်းပေါ်တက်ကြည့်တဲ့အချိန်မှာတော့ တိမ်ပင်လင်ဟာရှိမနေခဲ့ဘူး။ဝီဝီဟာသူ့ဖြတ်တန်းခဲ့ရတဲ့ကြမ်းတမ်းလာတဲ့ဘဝကြီးဆုံးမှာတော့သူ့အတွက်စံထားမပြည့်ဝသွားခဲ့ရရှာဘူးပေါ့။ကျွန်တော်တို့ရဲ့တိမ်ပင်လင်ကရောဘာတွေဖြစ်မလဲ။နောက်ဘဝမှာအခုတက်ပို့ပြီးတက်တောင်တက်တာနေထိုင်ခွင့်ရတဲ့လူတယောက်အနေနဲ့ပြန်လည်မွေးဖွားလာဖို့လား။ကောင်းခင်ဘုံကိုရောက်ဖို့လား။ဒီဘဝကြီးကိုမနှုတ်ဆက်ရခင်မှာ နှောင်ကြိုးတွေအားလုံးကိုဖျက်တောက်နိုင်တဲ့သတိရှိဖို့လား What happened to the wolf ရုပ်ရှင်ကတော့ကျွန်တော်တို့ရဲ့တိမ်ပင်လေတွေဟာအမှန်တကယ်ဖြစ်လာခြင်းမှ ဖြစ်လာလိမ့်မယ်ဒါမှမဟုတ်ရှိခြင်းမှရှိလိမ့်မယ်လို့ခက်တန်တန်ပြောသွားခဲ့တယ်ကျွန်တော်တို့ရဲ့တိမ်ပင်လေတွေကိုဒီဘဝမှာတကယ်မြင်ကွင်းရပါမလားဒီရုပ်ရှင်ပေါ်ကျွန်တော်တို့ထားခဲ့ကြတဲ့တိမ်ပင်လေစင်တာတွေရော ဖြစ်မြောက်လာခဲ့ကြသလား What happened to the wolf? ရုပ်ရှင်ပြီးဒိုးလုံးနဲ့မျိုးကြော့မြိုင်ရဲ့မခံနိုင်ဘူးတခြင်းနဲ့အပိတ်စားတန်းတွေထိုးတဲ့အချိန်မှာပထမဆုံးပေါ်လာတဲ့အတွေ့ရတော့ဒီရုပ်ရှင်ဟာအရင်ကနာကြီးကိုမြင်ရတဲ့ရုပ်ရှင်အစ်စ်ဆိုတာပါပဲအရင်ကနာကြီးဆိုတဲ့နေရာမှာတိတိကျကျပြောရရင်ဘယ်ကလာလဲဘာလုပ်နေလဲဘယ်ကိုသွားမှလဲရုပ်ရှင်ကိုရိုက်ခဲ့တဲ့နာကြီးကိုပြင်မြင်ရတယ် ဒီရုပ်ရှင်နှစ်ကားလုံးကိုကြည့်လိုက်ရင်မြမရုပ်ရှင်တွေထဲမှာတမှုထူးခြားတဲ့ဇက်လန်းကိုမြင်ရတယ်။ကျွန်တော်တို့တော်ယုံထုတ်ပြောလို့မရှိပေမဲ့စိတ်ထဲမှာအမြဲကိန်းအောင်နေတဲ့ခံစားချက်တွေအကြောက်တရားတွေကိုရရဲတင်းတင်းပြောတာတွေ့ရတယ်။မြင်ရလို့မရှိတဲ့ကြပြာတဲ့ချင်းပုံပြင်ကိုးကားချက်တွေပါတယ်။ဇက်ကောင်တွေကိုကြည့်လိုက်ရင်အပေါ်ယံအဖြစ်ပြက်တွေကိုတုံ့ပြန်နေတာမျိုးမဟုတ်ပဲသူတို့စိတ်တွင်ကပြိပက္ခတွေဒွိဟတွေနဲ့ယုံကန်နေကြတာတွေ့ရတယ် သူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့လောက်ရက်တွေဟာအများအမြင်မှာထူးထူးဆန်းဆန်းဖြစ်နေကြပြန်နေ။တနည်းအားဖြင့် Water Band to the Wolf ဟာနာဂျီတရားသူ့အကြိုက်သူဆွဲထားတဲ့ပကြီကားနောက်တစ်ချက်ကိုကြည့်နေရတာနဲ့တူတယ်။ကိုပိုင်ပကြီကားတစ်ချက်ဖြစ်တဲ့အလျောက်ဒီပကြီကိုကြည့်တဲ့အခါကြိုက်သူရှိသလိုမကြိုက်သူလည်းရှိနိုင်တာသဘာဝပါပဲ။ မသိတာပေမဲ့ရုပ်ရှင်တကားကိုတေချာဂယူဆိုင်ဖန်တီးထားပါလားဆိုတဲ့ခန်းစားချက်ကိုပေးဆွမ်းနိုင်တဲ့အသေးစိတ်အချင်းရတွေဖြစ်တဲ့ဥပမာနှလုံးမှာအပေါက်ရှိတဲ့ဝေးဝေးကလှုပ်လှုပ်ရှားရှားလုံရတိုင်းမောနေတတ်တာတွေမမမိုးနဲ့ဝေးဝေးကြကစကလုံးမပါပဲစိတ်ခန်းစားချက်တွေပေါ်ပြတဲ့အမှုအရာဘဟုပြုပြကွက်တွေအိမ်နဲ့ကားထဲမှာကတ်ထားတဲ့ဓာတ်ပုံလေးတွေဇက်ကောင်တွေရဲ့စိတ်ကိုမှန်းဆကြည့်လို့ရတဲ့သူတို့လက်ထဲကစာအုပ်တွေ ကြည်နေတဲ့ရုပ်ရှင်တွေနဲ့ခေရီစီကြောင်းတွေကတချင်းကောင်းတွေကိုကားချက်တွေကို လူတိုင်းကချီးကျူးမိမှသေးကြပေမဲ့ဘဝနေဝင်ခြင်းကိုစောင့်မျှော်နေတဲ့လူနှစ်ယောက်အကြောင်းပုံဖော်ထားတဲ့ဒီဇက်လန်တစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါဖြစ်စေဇက်ဝင်ခံတခန်းချင်းစီးမျောတဲ့အခါမှဖြစ်စေအမြင်တွေကွဲလွဲကြမှအသေးချပါပဲဒီရုပ်ရှင်သုံးသက်ချက်မတိုင်မီ3လကျော်လောက်ကရုပ်ရှင်မိတ်ဆက် preview မှာ ပြောခဲ့တဲ့အတိုင်း Quarter Pound to the Wolf ဟာအကောင်းဆုံးမြမရုပ်ရှင်ကားတကားမဟုတ်ပါဘူး။၆ပြည့်ကင်တဲလဲဆင်နေတာလည်းမဟုတ်ပါဘူး။ဝေဝေဘဝရဲ့အနိုင်ကျဆုံးအချိန်ကိုရောက်အောင်ဆွဲချရမယ့်ဇဝင်ကံမှာပြဆက်အတွက်လိုအပ်တဲ့ပြခွက်တစ်ခွက်ကိုစင်ပေါ်အမြန်တက်ကပြလိုက်သလိုသာခံစားရတာတွေဇက်ညုံးကိုတကြောပြန်နေတယ်လို့ခံစားရတဲ့ဇက်ဝင်ကန်းတွေအပြင် မြန်မာရုပ်ရှင်တွေမှာ အခုချိန်ထိကြုံနေရဆဲဖန်တရားတွေပြဿနာတွေဖြစ်တဲ့တချင်းတန်နဲ့နောက်ခံပတ်ဝန်းကျင်အတန်ကစကားပြောတဲ့ကိုဖုံးနေတာတွေအရင်တရုတ်ဆောင်တွေကသူတို့ပါဝင်ရတဲ့ဇဝင်ခံတွေမှာအခြားတရုတ်ဆောင်တွေနဲ့တဟဇာတာမဖြစ်ပဲယောဒီယော့ရဲဖြစ်နေတာတွေရှိနေသေးပဲဒါပေမဲ့အပြစ်အနာစာတွေရဲ့တစ်ဖက်မှာ what happened to the roof ဟာအတင့်ရဲတယ်တတိရှိတယ်ဆိုတာကိုတော့အားလုံးလက်ခံကြမယ်ထင်တယ် ဒီရုပ်ရှင်ဟာကျွန်တော်တို့ညာအိတ်ခံနေခေါင်းထဲဝင်လာမှာ အကြောက်ဆုံးအတွေ့တစ်ခုဖြစ်တဲ့ငါသာအခုတည်သွားခဲ့ရင်ဆိုတဲ့မိကုံးကိုရဲရဲတင်းတင်းအပြေရှာခဲ့တယ်။တော်ရမာနေလွန်ပြီးပျော်ရအတွက်အချိန်ပေးဖို့မေ့နေကြတာကိုတတိပေးခဲ့တယ်။အချိန်မရွေးထွက်ခွာသွားနိုင်တဲ့အချစ်ရဆုံးလူတွေကိုတန်ဖိုးထားဖို့ပြောခဲ့တယ်လို့ကိုထွက်ခွာသွားရတော့မယ့်အခါ ဖြတ်တောက်တဲ့နှောင်ကြိုးတွေကို ဖြတ်တောက်ရဲဖို့လည်းပြင်ဆင်ခိုင်းနေ။ operation မအောင်မြင်သွားတဲ့ကလေးလေးရဲ့အုပ်ကူဟာလောကကြီးရဲ့ရက်စက်မှုတွေကိုမီးထိုးပြနေတယ်။လူတစ်ယောက်ရဲ့အသက်ကိုနောက်တစ်ယောက်ကဘယ်အချိန်မှနှုတ်ယူပိုင်ခွင့်ရှိသလဲဆိုတဲ့ကျင့်ဝတ်ဆိုင်ရာဒွိဟတစ်ခုကိုလည်းခြံခဲ့တယ်။တပဝါလုံးပင်ပင်ပန်းပန်းရုံးကန်ဖြတ်တန်းခဲ့ရပြီးရင်အဆုံးမှာတိမ်ပင်လေလို့ဆုလက်တစ်ခုစောင့်မျှော်နေမှာပဲလို့ တထစ်ချယူဆထားကြတဲ့ကျွန်တော်တို့လူသားတစုဒီဘဝရဲ့အခြားတစ်ဖက်မှာဘာစုလက်မှမရှိခဲ့ရင်ရောဆိုရဲမိကုန်းကိုလည်းမေးသွားပြန်တယ်။ဘယ်ကလာလဲဘာလုပ်နေလဲဘယ်ကိုသွားမှလဲရုပ်ရှင်မှာ မျိုးဆက်အဆက်ဆက်အကွက်ချထားတဲ့လောင်အိမ်ဆန်းဆန်းလူအပွင့်စီစနစ်တွေကနေယုံထွက်ပြီးကစားစရာတနတ်တလက်အားကိုးနဲ့ကိုလန်းကိုဖားဖို့ကြိုးစားခဲ့တဲ့တငယ်ချင်းနှစ်ယောက်ရဲ့ အိမ်မက်ဆန်နဲ့စွန့်စားခန်းဟာအဆုံးမှာတော့သူတို့ဖောက်ထွက်ခြင်းနဲ့စနစ်ကြီးအောက်ကို အခစားပြန်ဝင်ရတဲ့လက်တွေ့ကြကြခခတီတီဇက်သိန်းနဲ့အဆုံးသတ်ခဲ့ရတယ်လို့ဘဝမှာလက်ဟာသွားတဲ့ကွက်လက်တွေမဖြည့်စည်းလိုက်ရတဲ့စန္ဒတွေနီးကပ်လာတဲ့နေဝင်ချိန်နဲ့တူတွဲပါလာတဲ့ကြောက်စိတ်တွေကိုတည်ဆောင်ပြီးတိမ်ပင်လဲစီချီတက်လာခဲ့တဲ့ဝေဝေးနဲ့မမမို့တို့ဟာလည်း တိမ်ပင်လဲကင်းမဲ့နေတဲ့ဟင်းလင်းပင်ကြီးကိုသာကြည့်ရင်စက်သိမ်းခဲ့ကြရတယ်။နာကြီးဟာအိမ်မက်ဆန်နဲ့ဇလန်တစ်ပုဒ်ကို ပုံဖော်ပြီးဇလန်နာကွယ်မှာတစ်ချိန်လုံးပုံကွယ်နေခဲ့တဲ့ရှောင်လွှဲမရတဲ့အမှန်တရားတွေနဲ့ကလကချခဲ့ပြန်ပြီ။ What happened to the wolf ဟာပရိသတ်ကိုစက်သိမ်းမှစုမချတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီအစားရုပ်ရှင်ကြားခြင်းနှစ်နာရီကျွန်း ဝီဝီနဲ့မမမိုးတို့နဲ့အတူဖြတ်တန်းခဲ့ရတာတွေကို စုလက်တစ်ခုအနေနဲ့ပုံဖော်ထားတဲ့ရုပ်ရှင်ပါပဲ။သူဆွဲပြတဲ့ဒီပကြီကားကိုလူတိုင်းကြိုက်မှာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်းတချို့သောဆုပ်ချက်တွေကိုမကြိုက်ပါဘူး။ဒါပေမဲ့ကိုယ်ဆွဲခြင်းလို့ဆွဲထားတဲ့ပကြီကားကိုလူတိုင်းအလိုကျလိုက်ပြင်နေရင်လေသူ့ရဲ့ပင်ကိုအထိပ္ပယ်ရှိတော့မှာမဟုတ်ပါဘူး။ What happened to the wolf ဟာတတိရှိတဲ့စွန့်စားရတဲ့ရုပ်ရှင်ဖန်တီးသူတွေလက်ထဲမှာ မြင်တွေ့ရနိုင်တဲ့မြန်မာရုပ်ရှင်အနာဂတ်ကိုညွှန်ပြနေတဲ့ရုပ်ရှင်ကားတကားဖြစ်ပါတယ်။ဒီလိုရုပ်ရှင်တွေဟာကိုကိုကိုမေးဖို့လူမှုအတိုင်းဝိုင်းမှာ မေးဖို့လူနေတဲ့မိခွန်းတွေကိုထုတ်ပေးနိုင်တယ်။ဆက်လန်းပေါ်မတူညီတဲ့ရှုထောင့်တွေပေးနိုင်တယ်။ဒါရိုက်တာရဲ့ပုံကိုရေးဆန်တဲ့တင်ဆက်မှုပုံစံတွေကိုခန်းစားရနိုင်တယ်။ပကြီကားတစ်ချက်ကိုကြည့်သူပေါ်မူတည်ပြီးအကြိုက်တွေမတူကြသလိုပဲဒီလိုရုပ်ရှင်တွေကိုကြည့်ပြီး ပရိသတ်တွေချာမှအပြုတ်သဘောဆောင်တဲ့ငင်းခုံမှုတွေထွက်ပေါ်လာနိုင်တယ်။နိုင်ငံတကာမှာဒီလိုမျိုးငါမြင်ငါဆိုင်စကိုင်းရောက်ရောက်ရုပ်ရှင်တွေအမြဲထွက်နေတယ်ဆိုပေမဲ့ပရိသတ်အကြိုက်နောက်ကိုလိုက်ချင်နေစေမြမရုပ်ရှင်လောကထဲမှာအခုလိုမျိုးခေါင်းမာတဲ့ရုပ်ရှင်တွေကလက်တက်ဆုပ်စာသာရှိသေးတာမဟုတ်လား။ထင်ရဆိုင်နေမှာပိုကောင်းတယ်လို့ဖော်မြူလာတခုမရှိပေမဲ့ အနုပညာရှင်တယောက်သူပြောပြခြင်းလို့ပြောပြထားတဲ့လက်ရာတစ်ခုကိုစားသုံးရတဲ့အရာသာဟာစီးပွားရေးဆန်တဲ့လက်ရာချက်ပို့ထူးခြားတာတော့အမှန်ပါပဲလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမင်းသားမင်းသမီးအစွဲတွေကနေသွေးဖယ်လာပြီးဖန်တီးသူဗဟုပြုအားပေးလာခဲ့ကြတဲ့မြမရုပ်ရှင်ပရိသတ်တွေစီမှာဒီလိုရုပ်ရှင်တွေဟာခက်ကလာကောင်းနောက်ခံတာရှိခဲ့ရင်ပန်ခင်လန်းကိုရှောင်နေခဲ့ကြမှာပါ ဒါပေမဲ့လက်တွေ့မှာတော့ကျွန်တော်တို့တွေဟာဒီလိုမျိုးတတိရှိတဲ့ရုပ်ရှင်တွေနဲ့စီကားနေတဲ့တိမ်ပင်လေကြီးကိုမြင်တွေ့ရဖို့အလန်းဝေးနေပါသေးတယ်။ဝေးဝေးနဲ့မမမူတို့လိုဇက်ကောင်တွေပါဝင်တဲ့တမူထူးခြားတဲ့ဇက်လန်းတွေကို ကျွန်တော်တို့ဘယ်ချိန်မှထက်ကြည့်ခွင့်ရကြမလဲ။ဒီလိုရုပ်ရှင်တွေအကြောင်းအပေါင်းအရင်တန်တန်ငင်းခုန်ခွင့်တွေဘယ်ချိန်မှထက်ရှိလာမလဲ ကျွန်တော်တို့တွေရဲ့ကိုပိုင်တိမ်ပင်လေတွေကို မြင်တွေ့ခွင့်မရခဲ့ရင်ကျွန်တော်တို့ဘာလုပ်ကြမလဲကိုတိမ်ပင်လေကိုရောကိုတီချာတီချပြီးပြီလားနာကြီးကတော့ဒီရုပ်ရှင်ပြီးမှသူ့တိမ်ပင်လေတခုကို မြင်တွေ့ခွင့်ရသွားခဲ့မှတီချပါတယ်စီနီမာဘောဘတ်အနေနဲ့တော့ what happened to the wolf ရုပ်ရှင်ကိုအဆင့်သတ်မှတ်ချက် 3.5မြင်းဆောင်5ပေးပါတယ်ကြည့်စုပြီးကြတဲ့ဆက်ဖက်သူတွေအနေနဲ့ရော Water Band to the Wolf ရုပ်ရှင်ကိုဘယ်လိုမြင်ကြပါသလဲကိုယ့်ရဲ့အမြင်တွေကို comment မှာ ပြောပြခဲ့ကြပါအောင်ခင်ဗျာ Cinema Boulevard ဖတ်ရှုတင်ဆက်သူစိတ်မမြစဉ်လူကြီးမင်းတို့အချိန်ပေးနာဆင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်